တိုင်ဖုန်းမုန်တိုင်းကဲမာဂီရဲ့အကျဉ်းစံတွေကြောင့်နိုဝင်ဘာလ12ရက်နေ့အထိမိုးဆက်လက်ရွာသွန်းနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကတတိပေးပြောကြားထားပါတယ်။တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းကဲမာဂီကြောင့်လာမယ့်နိုဝင်ဘာလ10ရက်ကနေ12ရက်နေ့အထိတိုင်းနယ်ပြည်နယ်အများအပြားမှာမိုးရွာသွန်းမှုတွေဆက်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။မိုးရွာသည်ရဲ့နောက်ဆုံးနှုတ်ဆက်မိုးရွာသွန်းခြင်းလည်းဖြစ်နိုင်တယ်လို့ AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်း ရခိုင်ပြည်နယ်တို့မှာနေ့စဉ်မိုးရေချိန်အများဆုံးရွာသွန်းနိုင်ပြီးနေရာကွက်ကမိုးသည်းထန်ဆင်းတွေလည်းရှိနိုင်တာကြောင့်ရိတ်သိမ်းပြီးရိတ်သိမ်းဆဲစဘာတွေတတိထားကြဖို့လည်းအတိပေးထားပါရယ်။ဒါကြောင့်စိုက်ပျိုးရေးလုပ်နေတဲ့တောင်သူတွေအနေနဲ့တီးနှံတွေမိုးမဆိုးဖို့တတိပြုဖို့လိုသလိုပင်လယ်ပြင်မှာသွာလာနေတဲ့ပြည်သူတွေအနေနဲ့ကလည်းပင်လယ်ပြင်မှာတခါတရံမိုးသက်လေပင်ကြတာမျိုးတွေရှိလာနိုင်တဲ့အတွက်ငေါဖက်လုပ်ငန်းလုပ်ကင်ကြသူတွေခီးသွောပြည်သူတွေအနေနဲ့ ီဖြစ်စဉ်တွေကိုလည်းသတိထားကြဖို့မိုးလေဝသပညာရှင်တွေကအသိပေးထားကြပါတယ်။တောင်ကုန်းတောင်နှန်းဒေသတွေမှာနေထိုင်ကြသူတွေအနေနဲ့လည်းမိုးရွာသွန်းပြီးဆိုတာကနောက်ဆက်တွဲဖြစ်လာနိုင်တဲ့မြေပြိုမှုဘေးအန္တရာယ်ကိုလည်းသတိထားကြဖို့နှိုးဆော်ထားပါတယ်။တိုင်ဖုန်းမုန်တိုင်းကယ်မာကီဟာလက်ရှိမှာအနောက်ဘက်ကိုရွေ့လာခဲ့ပြီး VNN နိုင်ငံဒါနန်မြို့ရဲ့အရှေ့တောင်ဘက်ရေမိုင်း260မိုင်ခန့်အကွာမှာပင်လယ်ပြင်ကိုဗဟိုပြုနေတယ်လို့သိရပါတယ်။အဲဒီကနေတဆင့် အနောက်အနောက်မြောက်ဘက်ကိုရွေ့လျားနိုင်ပြီးနောက်24နာရီအတွင်းဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်ဒေသတွေကိုအားကောင်းတဲ့အပူပိုင်းမုန်တိုင်းဖြစ်ဆက်လက်ကြောဖြတ်နိုင်တယ်လို့ခန့်မှန်းကြောင်းမိုးစလကထုတ်ပြန်ထားပါတယ်။အင်အားပြင်းတိုင်ဖုန်းမုန်တိုင်းကယ်မာဂီဟောင်းထိုင်းနိုင်ငံစီကိုလည်းနိုဝင်ဘာလ9ရက်နေ့တောက်ကြာနေ့မှာဝင်ရောက်နိုင်တဲ့အကြောင်းထိုင်းမိုးလေဝသဌာနကတတိပေးချက်ထုတ်ပြန်ထားပါတယ်။ထိုင်းရှေ့မြောက်ပိုင်းအရှေ့ပိုင်းနဲ့မြို့တော်ဘန်ကောက်အပအဝင်အလဲပိုင်းလွင်ပြင်ဒေသတွေမှာ မိုးပုံမိုးရွာသွန်းမှာဖြစ်ပြီးမိုးတဲထန်စွာကလည်းအလွန်သဲထန်စွာရွာသွန်းနိုင်မယ်လို့ဆိုပါရယ်။ဒါကြောင့်မို့ဒီကာလတွေအတွင်းအဆိုပါဒေသတွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားနိုင်တာကြောင့်ရေရင်တွေအနေနဲ့ပင်လယ်ထဲထွက်ခွာမဲ့အစားလေငယ်တွေကိုကမ်းပေါ်မှာသာထားရှိဖို့လည်းအကြံပြုထားပါရယ်။လက်ရှိကာလဟာမုန်တိုင်းရဲ့ဒုတိယရာသီဖြစ်တဲ့အတွက်လာမယ့်ဒီဇင်ဘာလလောက်ထိဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပြင်တွေမှာလေပြင်းရနဲ့ရက်ဝန်းနဲ့ မုံတိုင်းတွေရှိနေအောင်မဲ့အနေအထားတွေ့ရှိရတာကြောင့်မိုးရွာသွန်းမှုတွေကတော့အခုနှစ်ကုန်ပိုင်းဒီအနေအများဆိုသလိုဆက်ရှိနိုင်သေးတယ်လို့မိုးစလပညာရှင်တွေကတတိပေးထားကြပါဗျ။တိုင်ဖုန်းမုန်တိုင်းကဲမာဂီကြောင့်ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းမှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့ပြီးအ ਨੇ စုံလူ140သေဆုံးကနောက်ထပ်128ဦးပျောက်ဆုံးနေတယ်လို့သိရပါဗျ။